မင်္ဂလာပါ Listener Heaven Audio Book Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီတစ်ခါဖတ်ပြမယ်ဝိတုတုကတော့1954ခုနှစ် April တုန်းရှုမွားမဂ္ဂဇင်းကဆရာသိပ်ဖေမြင့်အေးသားထားတဲ့မဟာမိတ်နဲ့ဗမတမန်ဆိုတဲ့ဝိတုတုပဲဖြစ်ပါတယ်ကြည့်ကျွန်တော်နဲ့အတူတူဆရာသိပ်ဖေမြင့်ရဲ့မဟာမိတ်နဲ့ဗမတမန်ဆိုတဲ့ဝိတုတုကို ခံစားကြည့်ကြရအောင်ပါခင်ဗျာ1944နိုဝင်ဘာလရခိုင်ပြည်စစ်တွေခရိုင်မှာဒေါ်လာရေးစတင်ဆင်းရဲရန်အခြေအနေရင့်ကျက်၍လာလေပြီပြည်ပမှမဟာမိတ်တပ်များသည်လည်းမမာပြည်တွင် ထိုးစစ်ဆင်ရန်အစဉ်အသင့်ဖြစ်လာလေ၏ဥရောပမှာဒုတိယစစ်မျက်နှာပြင်ဥရောပနောက်ပိုင်းစစ်မျက်နှာပြင်ဖွင့်လိုက်ကြတဲ့ကမဟာမိတ်များဘက်ကအောင်မြင်နေတည်တာများ၏ ဒီဝီဇန်တက်ကြီးပေါင်း180ကျော်200တို့မဟုတ်ဂျာမန်စစ်အင်အား3ပုံ2ပုံကျော်ဖြင့်တိုက်နေသောအရှိတ်ဘက်စစ်မြေနယ်ပြင်၌ဂျာမန်တို့သည်ပရက်ရှားနယ်နိမိတ်မှပင်ထွက်ခွာရပြီတော်မူဖက်စစ်အီတလီလည်းကြဆုံးလေပြီမူဆိုလီနီသည်အီတလီပြည်သူတို့၏လက်ချက်ဖြင့်ဖွေးသေးသေးရလေပြီမာကွီးစ်ကပြည်သစ်ပြည်သူပျောက်ကြားများသည်လည်းတပွဲပြီးတပွဲအောင်ပွဲရနေ၏ ပရိမြုပ်ကိုတိုက်ခိုက်သိမ်းပိုင်ရနိုင်မဟာမိတ်တမတော်ကြီးများ၏ရှေ့ကနေ၍ချီတက်သိမ်းပိုင်နိုင်လေ၏အမေရိကန်သည်ပစိဖိတ်သမုတ်တရား၌ဂျပန်သိမ်းပိုင်ထားသောကျွန်းများကိုတကျွန်းပြီးတကျွန်းတက်ရောက်လျက်ဂျပန်များကိုမောင်းနှင်ထုတ်နေသည်ရခိုင်ပြည်တွင်လည်းဆရာတော်ဦးပညာတိဟာကြာလှအောင်စသူတို့ခေါင်းဆောင်၍ဖက်စစ်ဆန့်ကြီး၏စီယုံလှုပ်ရှားမှုများတွင်ကျဲလျက်ရှိ၏ လူတို့သည်အုံကြွတော်လှန်ရေးအချက်ပေးခြင်းကိုသာစောင့်နေတော်၏သူတို့နှင့်အပြင်မှရှိနေသောကျွန်တော်တို့ဆက်သွယ်မှုမှာနှစ်မျိုးရှိတစ်မျိုးမှာချေချင်းချောပို့ဆက်သွယ်နေဖြစ်၏ကျွန်တော်တို့ဗမာပြည်မှထွက်လာခဲ့ကြသောလမ်းအတိုင်းစစ်တွေမှမျိုးဟောင်းမျိုးဟောင်းမှကြောက်တော်ကြောက်တော်မှပလဝပလဝမှအိန္ဒိယပြည်ပအန်ဒရာဘန်တစစ်စီလက်ဆင့်ကမ်း၍ဆက်ရလေသည်ဒုက္ခများ၍အချိန်ကုန်တော်လဲတေးကြပေါက်ရောက်လေသည် တခြားတနည်းကရခိုင်ပြည်ထဲမှာဝိုင်ယလက်ဌာနဖွင့်ပေးခြင်းဖြစ်ကျွန်တော်တို့ဒီကြောက်တော်တဝိုင်းမှာထားရဲရည်ရွယ်၍ဝိုင်ယလက်ဆက်နေအော်ပရေတာများကို လေဒီဖြင့်ချပေးခဲ့ကြပြီပထမအစ၌ဂျပန်လိုက်တဲ့ပြင်ထွက်ပြေးနေရရာအိန္ဒိယပြည်ပတ်သို့ပင်ပြန်ကူးခဲ့ရတော့မလို့ရှိလေသည်တို့ရာတွင် အတော်ကြာသောအခါအောင်မြင်လေ၏ကျွန်တော်တို့ဒီဝိုင်ယလက်ဖြင့်မှန်မှန်ဆက်သွယ်နိုင်ကြတော့၏အင်္ဂလိပ်အိန္ဒိယစစ်တပ်များသည် ကောက်စ်ပဇာဘက်မှနေ၍မောင်တော်ဘူဒီတောင်ဘက်သို့ကြီးတက်ရန်ဖြစ်လာသည်ဂျပန်နှင့်မောင်တော်ဘူဒီတောင်တဝိုက်တွင်ပြင်းပြင်းထန်ထန်တိုက်ရလိမ့်မည်ဟုယူဆသည်ထို့သို့တိုက်နေစဉ်အင်္ဂလိပ်ဤတက်ကစစ်တွေဘက်မှတိုက်ခိုက်ပြီးကြီးတက်များကို တင်ပို့ပေးရန်ဖြစ်လေသည် ကျွန်တော်တို့၏ရခိုင်ပြောက်ကြားများကစစ်တွေမြောက်ဖက်မြူဟောင်းကြောက်တော်ပလောက်ဝမြို့နယ်များ၌အထူးသဖြင့်ထားကြွတိုက်ခိုက်ပြီး အခြားဒေတာများမှလည်းတက်နိုင်သည်များတော်လန်တိုက်ခိုက်ရမည်ဖြစ်ပေသည်ရခိုင်ပြောက်ကြားများဖြစ်လာမည်သူများမှာ များသောအားဖြင့် American Defense Force ကရခိုင်ကာကွယ်ရေးတပ်ဖြစ်လေသည်၎င်းမှာဗမာကာကွယ်ရေးတပ်မတော် BDA နှင့်သဘောတူဖွဲ့စည်းထားသော ရခိုင်တပ်ဖြစ်ပေသည်သူတို့ကခေါင်းဆောင်၍တော်လှန်သောအခါလူတို့ကဝိုင်းကူညီစဉ်လူလူတဲမှလည်းပျောက်ကြားတပ်သားများထွက်အောင်မည် ဗြိတိရှ4 136မှာကိုယ်စားလှယ်အင်္ဂလိပ်စစ်ဗိုလ်များကိုညိုထိုးနှင့်ကျွန်တော်တို့သည်ရခိုင်စစ်ပွဲအတွက်စီမံကိန်းများရေးဆွဲကြသည်လူဘယ်၍ဘယ်များအတွက်လက်နက်ဘယ်၍ဘယ်များပို့ရန်ရွှေငွေရိတ်ခါစသည်များပို့ရန်စသည်တို့ဖြစ်၏ကျွန်တော်တို့အင်အားစုများရှိသည့်နေရာဂျပန်တပ်များချထားသည့်နေရာများကိုကြည့်ပြီးတိုက်ပွဲဖြစ်မိနေရာများကိုခန့်မှန်းကြလေသည် အမှန်အားဖြင့်ရခိုင်စစ်ပွဲမှာမဟာမိတ်စစ်တပ်နှင့်ကျွန်တော်တို့ပြည်သူဖက်စစ်ဆန့်ကျင်အင်အားစု ဘူးပေါင်းရေးတွင်အစမ်းစာမှုပဲဖြစ်ပြီးပြစ်ချတို့ကလည်းစမ်းလုတ်ကြည့်ခြင်းဟုပင်သဘောထားသည် ကျွန်တော်တို့ကလည်းထိုအတိုင်းပဲဖြစ်ပြီးပြစ်ချတို့သည်ကျွန်တော်တို့လူများနေတူကျွန်တော်တို့ပျောက်ကြားဒေတာစခန်းများသို့လေဒီပင်ချရန်အရာရှိများရွေးချယ်ထရာ၎င်းတို့သည်ဘယ်အနေဖြင့်ဆောင်ရွက်ရမည်နည်းဟုသောပြဿနာပေါ်လာ၏အစကမတိမတာဘူးလုံးနာမတွေ့လို့ပြီးကျွန်တော်ပျောက်ကြားများအားဦးစီးပို့လို့ရန်တို့တို့အရာရှိများကိုလွှတ်တလို့လို့ ြောဆိုလုပ်ကိုင်နေကြသည်ကျွန်တော်တို့ကတို့အခြေအနေကိုလက်မခံလေသူတို့အားပွဲ့ပွဲ့လင်းလင်းပင်မေးမြန်းဆွေးနွေးရတော့ဤဒီတော့မှဆက်သွေးအရာရှိများသာဖြစ်ပါသည်ဟုသူတို့ကဆိုလေသည်ထိုအနေဖြင့်သာကျွန်တော်တို့ကလက်ခံကြပါသည်သူကလက်နက်မြည်မြလိုသည်ရိတ်ခါမြည်မြလိုသည်စသည်တို့ကိုကျွန်တော်တို့လူများနှင့်ရောက်ရာဒေသမှတိုင်ပင်ဆွေးနွေးပြီးတိန်ဒီယပြည်မဟာမိတ်များထံမှမှာပေးလိမ့်မည်၎င်းပြင်မဟာမိတ်တပ်တို့၏ စ်စင်နေပုံများကိုပြောပြ၍ကျွန်တော်တို့လူစုကဂျပန်ကိုဘယ်လိုတိုက်နေကောင်းမြင်ကြအောင်အကြံပေးလိမ့်မည်။ဒီမျှသာဖြစ်ကြောင်းကျွန်တော်တို့လူများကအပြီးပိုင်ဆုံးဖြတ်နိုင်၍တိုက်ပွဲများကိုကြိုက်သလိုဦးစီးဘိုးလုပ်ရန်ဖြစ်ကြောင်းရလက်တန်သောလက်နက်ရိခါများကိုလည်းကြိုက်သလိုစီမံခန့်ခွဲနိုင်ပါကြောင်းဖြင့်ကျွန်တော်တို့အားပြောကြလေသည်။ကျွန်တော်တို့နေပထမဆုံးဆက်ဆံရသော အင်္ဂလိပ်ဆက်သွယ်ရေးအရာရှိပါမေဂျာကရူပီသူတို့ကလည်းပထမအဆန်းသဘောဖြစ်သည်ဖြင့် သူတို့ထဲမှာအတော်ဆုံးလူတစ်ယောက်ကိုရွေးထားသလားမဆိုနိုင်မေဂျာကရူကအတော်ပင်မုံရည်သူဖြစ်သည်ညံအကင်းလဲပါသည်စစ်ဖက်သူရတတိလဲရှိသည်နိုင်ငံရေးတွင်လဲသဘောထားကြည့်သည်ထို့ကြောင့်ရခိုင်ပြည်ဖက်စစ်စံကြီးတော်လှန်ရေးတွင် သူနှင့်ဆက်ဆံရေးမှာအဆင်ပြေလာပေသည်ရခိုင်စစ်ပွဲပြီးသောအခါအင်္ဂလိပ်တို့သည် သူ့အားတခင်တန်းထွန်းတို့၏ဌာနချုပ်သို့ပို့ခဲ့လေသည်ရခိုင်တိုက်ပွဲနှင့်ပတ်သက်၍ကျွန်တော်တို့နှင့်အင်္ဂလိပ်များသဘောမတူနိုင်ကြသောအရာမှာ တရင်ထုတ်ပြန်ကြေညာခြင်းဖြစ်လေသည်သူတို့ကစစ်မှုလျော့ဝှက်ရွေးကိုအကြောင်းပြပြီးရခိုင်ပြည်စစ်ပွဲဖြစ်လာလျင်ကျွန်တော်တို့ပြည်သူအင်အားကြီးတန်ဖိုးကို မြုပ်ထားလိုဟန်ရှိသည်ကျွန်တော်ကဒါကိုပင်ဖော်ခြင်းသည်တိုင်းသည့်ပြည်သည့်ကဘာသည့်တရင်ပေးခြင်းသည်သို့တော်ဤသဘောကွဲလွဲမှုကိုအတင်းရှင်းမတင်ပဲနှစ်ဖက်စလုံးပင်ချိုးထားလိုက်ကြပေသည်ဤအတွင်ရခိုင်ပြည်မှရဲဘော်များတပ်ဖွဲ့ဖွဲ့ကျွန်တော်တို့စခန်းသို့ရောက်နေသည် အချို့မှာကျွန်တော်တို့နေအချိန်မထားပဲ အိန္ဒိယပြည်သို့လာရန်လဲတာဝန်မရှိပဲမတော်တဆလုံရင်ကိုင်းရင် ပြေးရင်လွှာရင်ဖြင့်မဟာမိတ်တပ်များနှင့်တွားတိုးကြလေသည်ထို့အခါမဟာမိတ်တပ်များနှင့်တင်္ကာရှင်ရင်စင်မြနာပြည်တွင် ရှင်းရမည်ကိစ္စကိုမရှိမဲကျွန်တော်တို့စီတို့ပို့လိုက်ကြလေသည်တခါသော ထို့သို့လေရခိုင်ရဲဘော်တစုနှင့်ဘုံကြီးတပါကောက်စ်ပဇာတို့ရောက်လာလေသည်လူစုကလည်းများသည်ဖြင့်ကျွန်တော်တို့ထံပို့ဖို့ကလည်းကတ်သည် ကောက်ပစားတို့ကိုညှို့ထွန်းသွား၍ကျွန်တော်တို့လူဟုတ်မဟုတ်စစ်စစ်ကြည့်ရသည်ပြီးတော့မှအသုံးလိုမိလူအချို့ကိုရွေးယူပြီးဂျန်သူများကိုရခိုင်ပြည်ရင်းသို့ပြန်ဝင်စေရလေသည်ကာလကတာကျွန်တော်တို့စကန်းတို့ခေါ်လာသူများတွေဥပဇင်ဥပညာဝန်သားလဲပါလာလေသည် ဥပညာဝန်သားကနာမည်ကျော်ဆရာတော်ဥပညာတီဟာနဲ့လုံပေါ်ကိုင်းဘက်ဖြစ်တော်လဲနိုင်ငံရေးသိမ့်မဆန်လားဘုံကြီးပီတာ၍စာပေဘက်သို့ပုံညွတ်သည် ရဲဘော်တင်ရွှေကအရက်ကိုခံပြများတော့စူးစူးပူပူလို့ကျွန်တော်ကသူ့အာစုသူကအလုတ်ထွက်ပြီးပြောလို့ပြောအမေရိကန်တွေနဲ့သွားလို့ပြီးပြောလို့ပြောနေရဲအတော်ကြအောင် တွေ့နေသေးသည်နောက်ထပ်ကိုလံပိုတို့၎င်းအခြားနေရာတစ်ခုတို့၎င်းသွားပြီးစီရဲအထူးဌာနပညာများကို သင်ရန်ကိုပင်ရင်းဆန်လျက်ရှိသူနှင့်ပတ်သက်ပြီးကျွန်တော်အထူးစိတ်ညစ်မိပေသည်တခါတော့မျက်ရည်ပင်ကျမိသားနှင့်မယားနှင့်ပြစ်လာပြီးမို့ နောက်တဲ့အသက်ဆုံးလောက်ရမှာနောက်ဆိုင်ငင်နေ၍စိတ်တက်ပြက်ချင်းပြီလို့ဟုပင်ထင်မိလေသည်ဒီနေ့တော့ရဲဘော်တင်ရွှေကိုကျွန်တော်ကရင်ဤသူခေါ်ယူသည်အပေါ်တဲ့ကျွန်တော်နေတော်ခမ်းမကြီးတွင်သူနှင့်ကျွန်တော်သာရှိကြပါသည်ကဲရဲဘော်တင်ရွှေတခွန်းနဲ့ပြောနောက်ထပ်တာဝန်သိယူပြီးဗမာပြည်မှာလေဒီနဲ့ခုံစင်းဖို့သဘောတူသလားမတူဘူးလားရဲဘော်တင်ရွှေသည်ဘာမှမပြောဘဲငေးနေသည်စီဂရက်ကိုနင်းပွားနေသည်အသားအလုံးပြူသောမျက်နှာမှာနီးရဲနေပေသည် ကဲပြောလေတွေ့ဝေနေသလားဟုတ်တယ်တွေ့ဝေနေတယ်ဒါဖြင့်ရဲဘော်မသွားကြင်နေတော့ကိုကိုတိုင်သွားမယ်ဆရာဝန်ကိုခေါ်ပြီးဒီစရိတ်ချက်ကကြီးကိုဖြတ်ပြမယ်ကဲဒါပါပဲအောက်သွားတော့ဒုခရဲဘော်တင်ရွှေသည်မျက်ရည်ပေါက်ကြီးငယ်များကြကငုံလေတော့သည်ကျွန်တော်လည်းမျက်ရည်များကြလာတော့သည်အတန်ကြာသောအခါကျုပ်မတွေ့ဝေတော့ဘူးတာဝန်ယူပါမယ် တာဝန်ယူမယ်ဆိုရင်ဖြင့်ဖက်စစ်စန့်ကျင်တွေတော်လှန်ရေးတပ်သားကောင်းပြီးပြီးကျင့်ဝတ်တိုက်ခိုက်ရှိရမယ်စီကံရှိရမယ်ဟုတ်တယ်ရှိရမယ်ထို့နောက်သူပါမမပြောဘဲအတော်ကြာတွင်နေသည်ကျွန်တော်ကမူကျွန်တော်ချုံရင်ကျဲများကိုဝန်ခံနေသည်သူအားနိုင်ငံရေးတိုးတက်အောင်မပြုစုမီစာပတ်မှန်အောင်မလုံးမီမဆွေးနွေးမီသူ့အပေါ်မှာမဖြစ်လောက်သောချုံရင်ကျဲကလေးများကြောင့်စိတ်မရှိဘဲအရေးကြီးသော လုပ်ငန်းများတွင်မတိုင်မီမီနောက်တွင်ဒီချုံရင်ကျဲများကိုပြင်ဆင်မီ ရဲဘော်ပီတာအောင်ကြည်ကြံပြီကျွန်တော်လည်းပြောတရားများကုန်၍ငြိမ်နေလိုက်သည်သူလည်းအတန်ကြာငြိမ်နေလေသည်နောက်ကျွန်တော်သွားရင်မက်ခင်စီနဲ့စိုးသေးကိုဒုက္ခမရအောင်ကြည်ထားမှာပဲရဲဘော်တင်ရွှေကရှုတ်တုတ်စတန်ဟန်ဖြင့်ပြောလေသည်သူကဤစကားပြောရတာယောက်ျားမပီတာတော်လိုက်တသားမပီတာဟုယူဆနေရသူသည်သူကလို့ရဲဘော်တင်ရွှေကပြောလိုက်တော့ကျွန်တော်ဒီကျွန်တော်ချုံရင်ချက်တရက်ကိုမြင်တွေ့ရပြန်လေသည်ရဲဘော်တင်ရွှေသည်ဘယ်မျှပင် အစွမ်းအရည်နှင့်ပြည့်သောတော်လိုက်တက်သားပင်ဖြစ်လင်းကစားလူသားပင်ဖြစ်၏လူသားဖြစ်လင် ကိုသားကိုမယားကိုချေရမည်ငါသေးသွားလင်ငါသားငါမယားဒုက္ခမဖြစ်ရပါစေနှင့်ဟူသောပူလောင်ကြောင်းကြမှုမှမကင်းနိုင်၏သူသောဘောကိုနားလေသောရုရှားတက်နေတော်သည်၎င်းတရုတ်ပြည်သူလုံမြောက်ရေးတက်မတော်သည်၎င်းရုရှားပြည်သူနှင့်အစိုးရသည်၎င်းတရုတ်ပြည်သူနှင့်အစိုးရသည်၎င်းစစ်ထွက်သူတို့၏တာမယားများအထူးစောင့်ရှောက်ပေသည် စစ်ထွက်သူမကြောက်မကြိုက်ရအောင်ထားပေသည်ဤအချက်များကိုစာမဖတ်ဘူး၏တွေ့ဘူး၏သို့သောကိုတိုင်းသားမရမရှိသေးသဖြင့်သဘောတိမ်မပေါက်ခဲ့ယခုကိုနှစ်အရင်နည်းဆုံးရဲဘော်တေချွေတွင်ဒီလိုဖြစ်နေပါမကောဟုတွေ့မြင်ရတော့မှသူအချက်များကိုသဘောပေါက်ပေတော်သည်ကျွန်တော်ဒီရဲဘော်တေချွေစွန်သားရာတွင်စိတ်ဖြောင်းအောင်စီမံပေးရမည်စိတ်သာချပါရဲဘော်မခင်စီတို့သားမီဘယ်နည်းနဲ့မှဒုက္ခမရောက်စေရဘူးနောက်တစ်နေ့တွင် မေဂျာဘတ်တပီအာခေါ်၍ရဲဘော်တင်ရွှေတာဝင်းနှင့်တွေ့နေစဉ်အရှိသဖြင့်သူ၏ဇနီးနှင့်တာအတွက်တီးတက်နေရထိုင်ရစားတောက်ရအတွက်ပူပင်ပွဲမရှိအောင်အစီအစဉ်များလုပ်ပေးရမည်ဟုတောင်းဆိုလေသည်သူတို့ကလည်းသဘောတူကြပါသည်ဒေလီမြို့မှာရောက်လာသောမောင်ပါစောကတက်တက်ကြွကြွပင်ကျွန်တော်တို့လုပ်ငန်းများတဲ့သို့ဝင်ရောက်လာတော့သည်မူလကသူဝင်ရလေကော်မရှင်ရမှဖြစ်မည်ဟုအရေးဆိုနေသည်ကျွန်တော်ကသူ့ကိုယ်သူကြီးစားသောဘောမထအကြောင်း ဗြိတိသျှတက်ထဲဝင်၍ကော်မရှင်ယူလျင်ကြေးစားဖြစ်သွားပြီးဒေါ်လာ၏တန်သားကောင်းမဖြစ်နိုင်စသဖြင့်ရှင်းပြလေသည်သူလည်းကော်မရှင်တောင်းရင်းကိုစွန့်လွှတ်လိုက်လေ၏ဆက်ဦးအန်ဒီဝိတုရဲ့ဒုတိယပိုင်းကိုနောက်တစ်ခါကြရင်တင်ဆက်ပေးမှာဖြစ်ပါတယ်